မင်္ဂလာပါညချင်းခွန်အားစားဆောင်မှနှုတ်ဆက်တာပါတယ်။ဇွန်လ10ရက်2025ခုနှစ်တနင်္ဂနွေနေ့မအားလုံးလူများခံရသောညစဉ်ချင်းကိုဆင်းဆင်းမြည်မြည်မြည်တမ်းသောအတန်ကိုလည်းကြားပြီးသူတို့နာကျင်ချင်းဝေဒနာကိုမှသိထမြောက်ချက်အခန့်ကြီးသုံးခန်းငယ်ခုနှစ်ခေါင်းစဉ်ကကိုရောတိတော်မူ၏ ကောင်းသောညချမ်းအချိန်ကလေးပါမေရွှေဇူလိုင်၏ပထမအဆုံးသောနေ့ရက်ကိုကျွန်တော်တို့ဝင်စားရသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းကြပါပါတကယ်တော့လွန်ခဲ့သောနေ့ရက်ကလည်းနှွေးခါတို့ကကျွန်တော်တို့တွင်အမှန်တကယ်ပူလောင်ခဲ့ကြပါသည်မန်ရှနာ28ရက်နေ့မှစတင်၍နှုတ်ခါခဲ့သောစကိုင်းမြို့အနာကဘဟုပြု၍နှုတ်ခတ်သောငလီကြောင့်တနိုင်ငံလုံးနီးပါးပူလောင်ခဲ့ကြပါသည် အချို့ကစည်းဝါးပြန့်၍အချို့ကအုံးမဲ့အိမ်မဲ့ဖြစ်က အချို့မှာတော့အသက်သေဆုံးကြပါသည်မိသားစုများသည့်နှလုံးစိတ်ဝမ်းပင်ပန်းကမျက်ရည်များစီစဉ်ခဲ့ကြပါ၏တသက်မှာတစ်ခါဆိုသလိုမကြုံစဘူး တူတူချမ်းချမ်းပြီးအင်မတန်ပြင်းထန်သောငလင်ကြီးကိုကြုံလိုက်ရာရင်းဆိုင်လိုက်ကြပါသည်ຫນွေနှင်းကီးလိုပဲပူလောင်ရပါ၏ယခင်ကတော့ຫນွေရသည်ဆိုလေအပူချိန်မြေကရေရှားတာက သတင်းဖြစ်ခဲ့ရပါ၏ယခုခါမှာတော့ထိုရများကစာမဖွဲ့လောက်တော့မှာကာ၍စူဝါသောအခြေအနေတစ်ခုကြောင့်ပုံ၍ပြင်းမှန်းကြပါသည်သို့တော်လည်းရာခင်ကောင်းမြတ်ပါသည်ຫນွေဥလူလွန်သွားသောခါမှာတော့မိုးဥလူရောက်ပါစေ ယခင်ကဖျားခင်စီပြတဲ့ခဲ့ပါသည်မိုးဆက်တို့ညှို့ပြလာတော့ခါမှာတော့နှလုံးစိတ်ဝမ်းငြိမ်သက်ချမ်းသာလာရပါသည်မိုးရီဆံများကမျောလင့်ချမ်းသင်ကိုထဲဆောင်လာပါသည် အမြဲတမ်းနွေရသည်မဖြစ်နိုင်သလိုကျွန်တော်တို့ရဲ့တက်တာသည်အမြဲတမ်းပဲပြင်းပန်း၍ဖူလောင်နေမှာမဟုတ်ပါဖျားခင်ကယူနာတော့မကုံဆုံးသမျှပြည်သူများမပြတ်စီနိုင်သေးပါ ဘုရားရှင်ခရီးတော်များနှင့်မွေးလျော်ရှင်သန်ချမှုဖြစ်ပါသည်။ပြီးရောက်သောကာလမှာဘုရားခင်ကိုတာ၍စီးမှုကြရအောင်။ယာအီရုကိုသခင်ရှုမွေးနုံသောစကားတခုရှိပါ၏။မကြောက်နှင့်ယုံကြည်ခြင်းတစ်ခုသာရှိစေလော့။ထို့သောရှိနေသူသည်ဘေးနှင့်လွတ်လည်မည်။ရှုနုကခရစ်အခန်းကြီးရှင်အခန်းငယ်50ရင်းဝင်ဖြစ်ကြောင်းမှာတရားဆက်မှုသည်တကယ်ရှုလိုက်တည်သောအခါသူ၏စေကျော်သက်သမီးကလေးသည် ရှင်ပြန်ထမြောက်လာခဲ့ပါသည်။ အံ့ဖွယ်အမှုတမာဝလူကိစားကိုတတ်နိုင်တော်မူသောထိုသခင်ကိုကိုးစား၍ယုံကြည်ကြပါစို့ကပင်းဖြစ်စီမုံတိုင်းဖြစ်စီငလီဖြစ်စီမချောက်ဖွယ်အစဉ်သဖြင့်လမ်းပြမှုဆောင်၍ကွယ်ကာဆောင်မသောတခင်လက်ကိုမြင်းမြတ်စွာဆုံခံလျက်ဇွန်လကိုဖြတ်တန်းကြပါစို့အားလုံးဖြာစီကောင်းပြီးပါစေ